ဲတဲ့စိတ်တွေမွေးထားတဲ့ပဲမျိုးလုံးလေးမှမြင်အောင်လိုက်ပေါ့နော်မြင်တာမြင်အောင်လိုက်ကိုမတွေးနိုင်မွေးနိုင်တော့ဘူးကိုခိုင်းလို့ဟိုမနိုင်မနေဖြစ်နေပြီဆိုလို့ရှိရင်တခြားသူတယောက်စီကိုလွှဲရင်တယ်ဆိုလို့ရှိရင်ချိုးကြလို့ရှိရင်လွယ်လွယ်ကူနဲ့လက်မခံဘူးအဲ့ဒီခါကျတော့အခုလိုမျိုးအချိုတက်ပြီးတော့ပေါ့နော်နက်ကတော်တွေကပညာတွေလွှဲပြောင်းပေးတာမျိုးတွေရှိတယ်အခုလည်းအဖိုးရဲ့အဲဘောနော်ဒီဇနီးဖြစ်တဲ့သူကိုနက်ကတော်တွေကအဲ့လိုမျိုးတပတ်လဲနဲ့ပညာတွေပေးလိုက်တယ်အဲ့နဲ့အဖိုးရဲ့ဇနီးဖြစ်တဲ့သူကလည်းနက်ကတော်တွေပြောတဲ့စကားကိုယုံကိုးပြီးတော့ပေါ့နော်ဒီ ပွဲတော်အုပ်တွေပါလေးကိုတည်တည်ချာချာကတော်ပွဲတွေပါလေးနဲ့ပေးပြီးတော့ပညာရက်တွေကိုသူလက်ခံပြီးတော့အိမ်ကိုသဲလာတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။အခုပြောပြပေးမယ့်ပရာလောကဖျက်မှန်အကြောင်းအရာကတော့မောပလာပဲဖြစ်ပါတယ်။ဒီနေ့ဆရာမဘလာသွားရောက်ကုသပေးရမယ်မြို့နယ်ကတော့ပကျွမြို့နယ်ဒီစံလွဲရောက်မြို့ကိုသွားရောက်ပြီးတော့ဝေဒနာအရှင်တယောက်ကိုပေါ့နော်ဒါကုသပေးရမှာဖြစ်ပါတယ် အခုမြင်တွေ့နေရတဲ့အဖိုးအားဆိုလို့ရှိရင်ဒါသူရှင်မှာမကောင်းဆိုးအဝိညာဉ်လောကသားတွေပူကန်နောက်ရှက်မှုကိုခံစားနေရတာပဲဖြစ်ပါတယ်အဖိုးနဲ့ပတ်သက်ပြီးတော့အဖိုးရဲ့သားတွေသမီးတွေအဖိုးရဲ့ဇနီးဖြစ်တဲ့သူတွေရဲ့ပြောပြချက်အရာကတော့ ဖိုးပါပေါ့နော်ဒီညဖက်တွေမှာဆိုလို့ရှိရင်တဲ့မူမမှန်တဲ့လက္ခဏာတွေကိုမြင်တွေ့ရတယ်ပေါ့နော်အအစားအစာတွေကိုတောင်းစားတယ်ငပြောဖီးတဖီးဆိုလို့ရှိရင်တထိုင်နေတဲ့စားတာပေါ့နော်ကုံတယ်တဲ့အဖိုးကပေါ့နော်ဟိုအိမ်တော့အဲ့လိုမဟုတ်ဘူးအဲ့လိုစပြီးတော့ဖြစ်တဲ့ပုံစံဘယ်ရဘယ်လိုစဖြစ်လဲဆိုတော့အဖိုးကတနည်းမှာတော့သူပေါ့နော်ဒီအလုံးလုံးနေနေပေါ့နော်ထိခိုက်တန်ရာတကူရသွားတယ်သူလက်မှာပေါ့နော်ဥမာဟိုတံမိုရိုက်တဲ့အခါမှာဖြစ်ပြုံတော့တူထူမိတာလိုမျိုးအဲ့လိုမျိုးတန်ရာတန်ချက်သူရသွားတယ်ရပြီးတော့အနာရင်းပြီးတော့ပေါ့နော်ဟိုနောက်ဆုံးဘလောက်အောင်ဖြစ်သွားစိတ်ယုံကြည်အောင်ရောက်သွားတယ် ိုကစိတ်ဝင်ရောက်လာတဲ့အခါမှာလည်းဒီစေကူတမှုတွေပါဒီခံယူခံယူပြီးတော့တက်တာသွားတဲ့အခါကျတော့အင်ကိုပြန်ရောက်လာတယ်အင်ကိုပြန်ရောက်လာတဲ့အခါမှာအဖိုးရဲ့ပုံစံကလုံးဝပေါ့နော်တခြားလူတရားပုံစံမျိုးပြောင်းလဲသွားတာတဲ့စကားအပြောအဆိုတွေကလည်းရိုင်းဆိုင်လာတယ်ပေါ့နော်ဆဲတယ်ဆိုလာငေါ့တာမျိုးတွေဖြစ်လာတဲ့ညဘက်တွေမှာဆိုရင်လည်းပေါ့နော်တခါမှဟိုအချိန်အချိန်မရှိအချိန်ခါထပြီးတော့တပည့်မစားတဲ့အဖူကအဲအဲ့ဒီစိတ်ယုံကပြန်ဆင်းလာတဲ့နောက်ပိုင်းမှာပေါ့နော်ညဘက်တွေမှာဆိုလို့ရှိရင်အဲအစားအစာတွေကိုတောင်းစားတယ်တဲ့ အသားစိမ်၅စိမ်နေပေါ့နော်အဲ့လိုမျိုးတောင်းစားတယ်အခါတည်းမှာဆိုလို့ရှိရင်ငါပြောသည်ငါပြောပြီးပေါ့နော်တဖီးဆိုရင်လည်းတထိုင်နဲ့စားတစ်နေ့တစ်နေ့ကိုတဖီးနှစ်ဖီးသုံးဖီးလောက်ကိုကုန်နေတယ်ငါပြောသည်ဖီးပေါ့နော်တော်တော်စားနိုင်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့အကြည့်တွေကလည်းတောက်စရာအရန်ကောင်းတယ်ပေါ့နော်ဒီမျက်ဖြူကြီးစိုက်စိုက်ပြီးတော့လူတွေကိုကြည့်ရတဲ့အဖိုးကအခါတည်းမှာဆိုရတဲ့အဖိုးကအဲ့နေ internet နဲ့ပေါ့နော်ရောက်တဲ့စကားတွေပြောတယ်တဲ့အဲဒါကြောင့်မလို့တားရဲ့သမီးတွေအဖိုးရဲ့ဇနီးမယားတွေကလည်းပေါ့နော်အဖိုးကိုကြည့်ပြီးတော့ဒါက မကောင်းဆိုးဝါးဝင်ရောက်ပုတ်ကပ်ပြီးတော့အခုလိုမျိုးဖြစ်နေတယ်ဆိုပြီးတော့သူတို့ကတတ်မှတ်လိုက်တယ်ပေါ့နော်ဒါနဲ့အဖိုးရဲ့ဇနီးဖြစ်တဲ့သူကလည်းအဖိုးရဲ့ယောဂတတ်တာအောင်ဆိုပြီးတော့ဒီနက်ကရော်တွေရှိကိုသွားရောက်ပြီးတော့ဘေးရင်ရေရာတွေအစီရင်တွေသွားလောက်တယ်အဲ့ခါမှာနက်ကရော်တွေကအာဒီအဖိုးရဲ့ဇနီးဖြစ်တဲ့သူကိုပြောတာပေါ့နော်အဲပညာရဲ့တစ်ခုကိုလက်ခံလိုက်ပညာရဲ့တစ်ခုကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီတက်မြောက်သွားတဲ့ပညာနဲ့နင်းရဲ့အမျိုးသားကိုပြန်လည်ပြီးတော့ကုသပေးလို့ရတယ်ဆိုပြီးတော့နက်ကရော်တွေကသူ့ကိုစီးယုံတယ်ဗျာမဆိုရင်နက်ကရော်စီးရင်လည်းဝင်လိုက်ပါဗျာနော်မြင်သားကိုပြောမယ်ဆိုရင်အဲ့ဒါနဲ့ပဲဒီအဖိုးရဲ့ဇနီးကလည်းနက်ကရော်တွေညှို့ချတဲ့အတိုင်းသူအဲ့ဒီပြန်ရက်တွေကိုလက်ခံလိုက်တယ်ဗောနော် ဒီ time မှာကျွန်တော်ကြားဘူးတာပေါ့နော်ဥပမာကျွန်တော်ကတက်မြောက်ထားတဲ့ပညာတွေအများကြီးရှိတယ်ပေါ့နော်အစီအရင်တွေလုပ်တဲ့ပညာတွေကျွန်တော်မှအများကြီးရှိတယ်အဲအဲ့ဒီပညာတွေထဲမှာကျွန်တော်မနိုင်မနင်းဖြစ်တဲ့ပညာတစ်ခုကိုပေါ့နော်ကျွန်တော်တခြားသူကိုပေးကျင်တယ်ဆိုလို့ရှိရင်အချို့ကြလို့ရှိရင်လက်မခံကျင်ကြဘူးအခါကျတော့တွယ်ဝိုက်တဲ့နည်းနဲ့ပေါ့နော်အချို့တက်ပြီးတော့ပေးတာမျိုးတွေရှိတယ်အဲ့မဆိုရင်တရေတစိတ်တွေမွေးထားတဲ့ပုံမျိုးလုံးထဲမှာမြင်အောင်လိုက်ပေါ့နော်မြင်တာမြင်အောင်လိုက်ကိုမကြွေးနိုင်မွေးနိုင်တော့ဘူး ကိုခိုင်းလို့ဟိုမနိုင်မနေဖြစ်နေပြီဆိုလို့ရှိရင်တခြားသူတယောက်သူလွှဲရင်နေဆိုလို့ရှိရင်ချိုးကြလို့ရှိရင်လွယ်လွယ်ကူနဲ့လက်မခံဘူးအဲ့ဒီခါကျတော့အခုလိုမျိုးအချိုးတက်ပြီးတော့ပေါ့နော်နက်ကတော်တွေကပညာတွေလွှဲပြောင်းပေးတာမျိုးတွေရှိတယ်အခုလည်းအဖိုးရဲ့အဲဘောနော်ဒီဇနီးဖြစ်တဲ့သူကိုနက်ကတော်တွေကအဲ့လိုမျိုးတပတ်လဲနဲ့ပညာတွေပေးလိုက်တယ်အဲ့နဲ့အဖိုးရဲ့ဇနီးဖြစ်တဲ့သူကလည်းနက်ကတော်တွေပြောတဲ့စကားကိုယုံကိုပြီးတော့ပေါ့နော်ဒီပွဲတော်ဥတွေပါလေးကိုတိတိကျကျကတော်ပွဲတွေပါလေးနဲ့ပေးပြီးတော့ပညာရက်တွေကိုသူလက်ခံပြီးတော့အိမ်ကိုသဲလာတယ် အဲကိုမြင်တွေ့နေရတော့ဒီထိုင်းဟာကရော့ဝဲပဲဖြစ်တယ်ပေါ့နော်ညီမပြားကရော့ဝဲတို့တို့ကအုံဒီကပြောသီးတို့မျိုးဟိုထဲ့တာမဟုတ်ဘူးအခုလိုပုံစံမျိုးဒါတို့ရဲ့အဲညာရက်တကူကိုလက်ခံလာပြီဆိုလို့ရှိရင်အဲ့လိုကရော့ဝဲကိုတို့ကအိမ်ကိုတဲလာတာအဲအိမ်ရောက်တဲ့အခါကျတော့ပေါ့နော်အဖိုးရဲ့ဇနီးဖြစ်တဲ့သူကဘလို့ဖြစ်နေကရော့ဖြစ်သွားပြီနေကရော့တွေကပညာလွှဲပေးလိုက်တော့နေကရော့ဖြစ်သွားပြီပေါ့နော်အဲအဲသူတက်တမြောက်ထားတဲ့ပညာတွေနဲ့ပေါ့နော်အဖိုးကိုကုသပေးတယ်ကုသပေးတဲ့အခါမှာ အဖိုးရဲ့ယောဂာမတက်တာတဲ့အပြုံပေါ့ဗောနော်ပို့ပို့ပြီးတော့ဇိုးလာတယ်ညာဘက်တွေမှာဆိုလို့ရှိရင်អော်တယ်ဟစ်တယ်ဗောနော်ရောက်တဲ့အတန်တကြီးတွေနဲ့អော်လာဗောနော်အဖိုးကညာဘက်တွေမှာပြီးလို့ရှိရင်အစားအသောက်တွေကိုလည်းတောင်းစားတယ်အစားတဲ့တောင်းစားတဲ့အစားအစာတွေကလည်းဒီအသားစိမ်းလားစိမ်းတွေဗောနော်အဖိုးကအဲ့လိုမျိုးတောင်းစားတယ်တဲ့ ။အားကြောင့်ဟိုသူ့ရဲ့ယောဂါအရင်ကထပ်ပို့ပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်။ဒီပုကတ်မှုကပိုကျန်းလာတဲ့အနေထားမှာဖြစ်လာတယ်ပေါ့နော်။မနိုင်မနေဖြစ်လာတဲ့နောက်ဆုံးမှာဆိုရင်ဒါမောပလာကိုအလုံးကဖိတ်ခေါ်လိုက်တယ်ပဲပြောရမှာပေါ့နော်။ဒါမောပလာရောက်လာတဲ့အခါမှာဆိုရင်ဒီခြံဝင်းနဲ့ဝဝချင်းပါတယ်မောပလာ။လက္ခဏာတွေစပြီးတော့ပြတယ်ပေါ့နော်။အော်ရန်လာမျိုးတွေဖြစ်တယ်။ဒါမောပလာရဲ့ဗီဒီယိုတွေကိုအမျက်နှာထောင်နေကြသူတွေဆိုရင်သိပါလိမ့်မယ်။တပုံးနဲ့တပုံးကမောပလာကဟိုကွဲလဲလာဆိုလို့ပေါ့နော်။ဒီပုကတ်မှုအပိုင်းတွေပဲကွဲလဲလာနေတယ်ရှိတယ်။အဲ တနေ့အပိုင်းတွေကတော့တော်တော်လေးတွေကိုစင်တူလာများတယ်ဗောနော်တယောက်နဲ့တယောက်ဒီကုသပေးတဲ့အခါမှာဆိုရင်အိုင်မော်ဘလာအိမ်ထဲကိုရောက်ပြီးတော့ဒီလိုက်လံစားပွဲစစ်ဆေးတဲ့အခါမှာဆိုရင်လည်းဒါဂရော့ဘဲကိုတွေ့တယ်ဂရော့ဘဲကိုတွေ့တဲ့နေရာမှာဆိုတော့မော်ဘလာအော့အန်လာမျိုးတွေသူဖြစ်တယ်ဗောနော်လုံးဝမအီမသားကြီးဗောနော်နေမတိထိုင်မသားဖြစ်တယ်အမော်ဘလာပြောတာအဖိုးရှင်မှာပုကတ်နေတဲ့ဝိညာဉ်တွေကတခြားဘဲယာတွေကမှလာပြီးတော့ပုကတ်နောက်ဆက်တာမဟုတ်ဘူးတဲ့ခြံဝင်းထဲမှာရှိနေတဲ့ ဒီတောင်မို့တွေကရှိတဲ့အဆောက်အအုံတွေကလည်းအဖိုးရှိကိုလာရောက်ပြီးတော့ပုကနောက်ရှက်နေတာမဟုတ်ဘူးတဲ့အဖိုးကြီးမှာပုကနောက်ရှက်နေတဲ့အဲမကောင်းဆိုးဝါးတွေကတဲ့ဟိုဒီငကတော်ဆီကနေပြီးတော့လက်ခံလာတဲ့ဒီကရော့ဘဲကနေမှကပ်ပါလာတဲ့မကောင်းဆိုးဝါးတွေတရေတဲ့စိတ်တွေကဝင်ရောက်ပုကပ်ပြီးတော့အဖိုးကိုနှိပ်စက်နေတာပဲဖြစ်တယ်တဲ့အမှန်တော့ပေါ့နော်ဒီမကောင်းဆိုးဝါးတွေဆိုတာကသူတို့ကသိတယ်ဘယ်လိုကနော်ကန်နေနေတယ်ဘယ်လိုကမနာမကျန်းဖြစ်နေတယ် ခုခံကအရန်ကောင်းတဲ့သူတွေဆိုလို့ရှိရင်တရေတစ်စီတွေကဝင်ပုကတ်တာမျိုးတွေတိတ်မရှိဘူး။များသောအားဖြင့်ကျွန်တော်ရဲ့မိတ်ဆွေတွေကြည်လိုက်ရင်တရေတစ်စီတွေဝင်ပုကတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လိုလူငယ်ပိုင်းတွေ နံမမာရှိတဲ့သူတွေကိုတောင်းတောင်းတရားတဲ့စတွေဝင်မှုဝင်မှုမကပ်ဘူးပေါ့နော်လက်ပြငယ်တဲ့အမျိုးသမီးတွေအဖိုးတွေအဖွားတွေကိုတော်တော်များများတရားတဲ့စတွေဝင်ရောက်ပုကံနောက်ဆက်တာမျိုးတွေလုပ်တယ်အခုလည်းဒီဖြစ်စင်မှာဆိုရင်လည်းအမှန်တော့အဖိုးရှင်မှာဝင်ရောက်ပုကံနေတဲ့မကောင်းဆိုးွားတွေ啊ဆိုလို့ရှိရင်ဟိုအရင်ကတော့ပေါ့နော်ဘရားဘလို့လာပြီးတော့ပုကတ်တာမကွက်တာအသာထားအခုနောက်ပိုင်းပိုးရှင်မှာရှိနေတဲ့မကောင်းဆိုးွားတွေကအဖွားနဂရော်စီကနေပြီးတော့တည်လာတဲ့ဒီကတော်ဝဲကမှာတစ်ဆင့်ပါလာတဲ့မကောင်းဆိုးွားတွေကဝင်ရောက်ပုကံနောက်ဆက်နေတာဖြစ်တယ်ဆိုပြီးတော့မဟုတ်ဘူးလား ပြောတယ်ဗောနော်ဆမ်မော်ပလာကတော့ဗောနော်ဒီလူနာရှင်နဲ့ပတ်သက်ပြီးတော့ အားလုံးကိုပူပွေလင်းလင်းသူပြောလိုက်တယ်ပေါ့နော်အဲ့တော့မိသားစုဝင်တွေအနေနဲ့ဒီပေါ်မှာသဘောတူလားမတူလားပေါ့နော်တည်တည်ကြာအတိုင်းမင်းဆုံးဖြတ်ကြပေါ့နော်မိသားစုဝင်တွေအားလုံးအဲ့လိုမျိုးမော်ဘလာပြောတဲ့အခါမှာဒီအဖိုးရဲ့မိသားစုဝင်တွေအားလုံးကစွနေတိုင်ပင်ကြတယ်ပေါ့နော်အဲ့မော်ဘလာကိုတော့မိသားစုဝင်တွေကတယောက်ကလာပြောတယ်အဖိုးကိုဒီအကောင်ပကတိအတိုင်းလူကောင်းအတိုင်းပြန်ဖြစ်သွားအောင်လုပ်ပေးလို့မရဘူးလားတဲ့ထုတ်ပေးလို့မရဘူးလားမော်ဘလာကလာမိတယ်မော်ဘလာပြောတာပေါ့အဲ့လိုမျိုးတော့လုပ်ပေးလို့မရဘူးတဲ့ဒါပေမဲ့အဖိုးတက်တောင့်တက်တာလေးနဲ့ပေါ့နော်အချိန်လေးနေနေဆွဲပြီးတော့တော့ကကနေဖြည်းဖြည်းချင်း ွက်ခွာသွားအောင်တော့လုပ်ပေးလို့ရလဲပေါ့နော်အကောင့်ပကတိလူကောင်းကြီးအတိုင်းပြန်ဖြစ်ဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးတဲ့ဘာကြောင့်လဲဆိုအဖိုးစီမှာဝင်ရောက်ပုတ်ကနေတဲ့တရရတဲ့စေတီကလည်းအရန်ကြမ်းတယ်တဲ့ပေါ့နော်အဲ့လိုမျိုးပြောတဲ့အဲ့ဒါနောက်ဆုံးမှာတော့မိသားစုဝင်တွေတိုင်းတရားပေါ့နော်စုနေတိုင်မင်းနဲ့မော်ဘလာရဲ့သဘောထားအတိုင်းကိုလက်ခံလိုက်ကြတယ်အဲ့တော့မော်ဘလာကဆိုရင် ဖိုးအပေါ်မှာပေါ့နော်မိသားစုဝင်တွေအနေနဲ့ကာယကံဝစီကံမနောကံတွေနဲ့ဒီပြမားခဲ့တာလည်းရှိလို့ရှင်အဲပေါ့နော်ခွင့်လွတ်ပေးဖို့အတွက်အားလုံးဝိုင်းဝန်းပြီးတော့အဖိုးကိုတောင်းပန်ကြတော့ကြာဆိုပြောမှာမဟုတ်လားအဲ့လိုမျိုးခွင့်ပြုလိုက်တယ်အဲ့တော့ထိုင်းလေရဲ့အစင်လာတစ်ခုအတိုင်းပဲပေါ့နော်ခြေလက်ရည်လေးတွေဆေးပြီးတော့အဖိုးရဲ့မြေးတွေသားတွေ ဘောနော်ဇနီးတွေကအဖိုးကိုဒါကိုမြင်တွေ့နေတဲ့မြင်ကွင်းကတောင်းပန်ကြောနေကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အဲမိသားစုအပိုင်းအားလုံးလှုပ်ဆောင်လို့ပြီးသွားတဲ့အခါကျတော့ဆရာမော်ပလာရဲ့အပိုင်းကတော့အဖိုးစီမှာပုကတ်နောက်ဆက်နေတဲ့ဝိညာဉ်တွေကိုဒီတလားအတွေ့ဖြည်းဖြည်းချင်းလောကကနေထွက်သွားဖို့အတွက်ဘောနော်စတင်ပြီးတော့သူအစီအရင်တွေလောက်ကန်ဆောင်ရွက်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒီမြင်ကွင်းကတော့ဘောနော်အကာဒမန်နယ်တွေမမ်းမုတ်တဲ့ဒီပြည်ကြီးတွေထဲအဖိုးအပြေကျိုးတွေပါပတ်ပြီးတော့လောက်ကန်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်အဲခုလိုမျိုးမော်ပလာလောက်ပြီးသွားပြီဆိုလို့ရှိရင်တလားအတွေ့မှာအဖိုးက အဖြည့်ဖြည့်ချင်းပေါ့နော်ဒီညဘက်တွေဆိုရင်လည်းအစားအသောက်တွေစားတာညော့သွားပြီးတော့အေးစစ်စစ်လေးတလားအတွင်လောကကနေအပြီးပိုင်းထွက်ခွာသွားမှာပဲဖြစ်ပါတယ် တချို့တော်တော်များများကျွန်တော်လည်းလာမေးတယ်ပေါ့နော်ဆရာမဘလာကအဲ့လိုမျိုးလူလောကကနေပြီးပိုင်ထွက်ခွာသွားမယ်လို့ပြောလို့ရှိရင်တကယ်ကထွက်ခွာသွားလားဆိုပြီးတော့မေးတယ်ပေါ့နော်တကယ်ထွက်ခွာသွားပါလေအဲတခါတည်းလဲကြားလို့ရှိရင်ကာယကရှင်တွေဘက်ကနေပြီးတော့ပေါ့နော်ဒါဆရာမဘလာကိုသိဆုံးသွားတဲ့ခါမှာလည်းတပ်ပုံဗီဒီယိုလေးစာပရအခမ်းအနားတွေပေးပို့တာမျိုးတွေလည်းရှိတယ်ပေါ့နော်သတင်းတွေမှာလည်းတွေ့ရပါတယ်ဆရာမဘလာကလည်းသူကုသပေးရတဲ့လူနာတွေကများတဲ့ခါကျတော့ဒီလူနာပြီးတော့ဟိုလူနာအဲ့လိုမျိုးသွားနေရတဲ့ခါကျတော့ပေါ့နော်ဒီဘက်ဘက်ကလူနာကုသပေးသွားပြီဆိုလို့ရှိရင်အဲစာပနာအခမ်းအနားတွေလုတ်တဲ့အထိတော့သွားရောက် က်ပြီးတော့ရိုက်ကူးဟို့ကြတော့သူ့မှာအဲ့လောက်ထိအချိန်နေမပူနေဘူးပေါ့နော်ဒါကြောင့်သူအဲ့အဲ့အပိုင်းတွေကိုဗျူထဲမှာထည့်ပြီးတော့မပြတာလည်းဖြစ်တယ်ပေါ့နော်အဲအခါကြရင်လည်းသူလလန်းမိရင်လည်းမိတလောက်သူဒီလိုမျိုးဗျူတွေရိုက်ပြီးတော့ပြတာကြီးလည်းရှိတယ်ပေါ့နော်သူကုသပေးတဲ့လူတွေတရားတကယ်သိဆုံးပါလေဆိုရင်လည်းသိဆုံးပါလေအကြောင်းပေါ့နော်အဲဗီဒီယိုလေးပြန်ပြီးတော့ဒီသူရဲ့တင်ဆက်တဲ့အထက်မှာထည့်ပြတာမျိုးတွေလည်းတွေ့ရတယ်ဗျ။ဟုတ်ကဲ့ပါ။အဲဒီနေ့တင်ဆက်ပေးတဲ့ဒီ mobile app တွေကလည်းပြီးဆုံးသွားပါပြီ။ ်ဟောပါလဲအဖိုးကုသပေးပြီးသွားပြီဖြစ်တဲ့အခါကြလို့ပေါ့နော်အားလုံးပဲအဲဆုံးတရားကြီးရှိအားပေးကြတဲ့တရားစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါလဲအားလုံးပဲအသက်ကြီးကျန်းမာဆက်ချမ်းသာပြီးတော့လုံရင်ဆန္ဒလေးပြေဝကြပါသေးဗျာ